ဘဝလမ်းကိုရှောက်လန်းခဲ့တော့ခါဘေဘီလုံးမအချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်ကပေးတဲ့ကြီးပွားရောက်ခဏရံကိုအတွက်မကောင်းတဲ့လူနဲ့လည်းကြုံရတယ်လို့ကောင်းတဲ့လူနဲ့လည်းခြုံခဲ့ရမယ်ကိုကကိုပုံစံအတိုင်းနေထိုင်ခဲ့ပေမဲ့ကိုကို မုန်းနေတဲ့သူတွေလည်းရှိတယ်လို့ချစ်တဲ့သူတွေလည်းရှိခဲ့ကြပါတယ်ကိုကအလုံးလုံးပဲအလုံးအစင်ပြီးတော့ဘဝကဆွပြေလာတဲ့အခါမနာလိုတဲ့လူနဲ့လည်းကြုံရပြန်တယ်ကိုကိုနားလေပြီးချစ်ခင်တဲ့သူတွေလည်းရှိခဲ့ပါတယ် ။ဘသူနဲ့နေနေအဆင်ပြေဖို့ဆိုတာတိတ်တော့မလွယ်လာပါဘူး။ကိုကလည်းနားလေပြီးတစ်ဖက်ကလည်းနားလေတမ်းမှအဆင်ပြေကြတာပါ။နားလေမှုနဲ့ကိုချင်းစာတရားရှိရသူတွေဒါစုံစည်းကြပါတယ်။ကိုဘလောက်ကောင်းကောင်းတံမိုးထားခြင်းမှာထားကြရဲဆိုတာတော့သိပါတယ်။ကိုကိုတံမိုးထားရသူတွေကိုတော့ပိဆက်ခွင့်ရနေကြကိုပဲကျင့်တ်နေရပါ။လူဆိုတာကိုယ့်ဘက်သူ့ဘက်ကြည့်ရတယ်။ကိုယ်အသာကြီးပဲယူလို့မရဘူး။ ရယူမှုတွေရှိတယ်လို့ပိတ်ဆက်မှုတွေလည်းရှိရမယ်။လူတိုင်းအားနည်းချက်ရှိတယ်။ကိုမလိုရင်တဲ့အရာတွေသူများအောင်မပေးတင်ဘူး။အကျိုးမရှိတဲ့အရာတွေကိုဘယ်တော့မှထွေးပိတ်မထားပါနဲ့။တချို့တယောစင်တွေကကိုကသာတန်တမိနေရပါ။တစ်ဖက်ကသိချင်မှသိလိမ့်မယ်။တချို့အလွမ်းတွေကိုဖွင့်မပြောဘဲတင်ထားတင်တာရှိတယ်။တချို့အချက်တွေကနီးစက်တာမနီးစက်တာအရေးမကြီးပါဘူး။ချစ်ခွင့်ရနေရကိုပဲကျင့်တတ်နေရမယ်။ အချိန်တွေကမြန်ဆန်လို့နေကျေးဇူးရှိဘူးတဲ့သူတွေကိုကျေးဇူးဆက်ကမယ်ကိုယ့်ဘဝကိုအထင်မသေးနဲ့ကိုယ့်ကိုယုံကြည်မှုရှိပါကိုယ့်ကြောင့်သူများတွေကိုမထိခိုက်စေတလို့ဘသူကြောင့်မှကိုယ့်ဘဝမပျက်စီးအောင်ကိုယ်ဝါဆောက်ရှောက်ပါမယ်ဘဝလမ်းကိုတောကကင်းစွာနေနိုင်ရမှု သူများတွေပေါ်ကိုယ်ဝါလည်းတောကမပေးမိအောင်နေရမယ်ဘေဘီလုံးမှာအချမ်းသာဆုံးပုံကူစာအုပ်ကပေးတဲ့ကြီးပွားကြောင်းခုနှစ်ရက်တဲ့ ို့စီဝင်လာတဲ့ငွေရဲ့၁၀ပုံတစ်ပုံကိုအမြဲတမ်းခြံထားပါကို့စီဝင်လာတဲ့ငွေများကို စနစ်တကျခီစီမံခန့်ခွဲ30ပါငွေဝင်တဲ့လမ်းကြောင်းတွေကိုတည်ထားဖို့တူတူလို့ထွက်တဲ့လမ်းကြောင်းတွေကိုလည်းကကနနတည်ထားဖို့လည်းလိုတယ်မလို့အဖက်ထွက်နေတဲ့လမ်းကြောင်းတွေရှိရင်အမြန်ဆုံးပိတ်ပြုတ်ရလည်းလိုတယ်အဲ့ဒီလိုမလုပ်ရင်အိတ်ပေါက်နဲ့ဖားကောက်တူလို့ဖြစ်နေမယ်၃ငွေတွေကိုတတ်မဲ့လို့သဘောမထားရပါဘူး သူတို့ချင်းချင်းရင်းနေပြီးတိုးပွားမဲ့နေရာတွေကိုပို့ရမယ်။နွားတွေကြက်တွေအုပ်လိုက်မွေးတယ်လို့ပါပဲ။သူတို့တွေချင်းချင်းမိတွေလိုက်ကြ၊ဥတွေဥကြ၊အကောင့်တွေထပ်ပွားကြပေါ့။ကိုကငွေမရှာပဲဝင်ငွေချင်းပြန်ရှာသွားတာမျိုးပေါ့။ငွေကိုတက်တာရဲ့ထဲတိန်ထားရင်အကျော်တေးပြီးလေးဖြတ်တဲ့လူတို့ငွေရလေးဖြတ်သွားလိမ့်မယ်။အင်အားမရှိတော့ဘူး။လေးအလုံးလုံးရရင်လောင်းကစားမဆန်ရဘူး။မျက်ချင်မျက်ရှုံးကြိမ်ရှုံးဆိုတဲ့သဘောမျိုးမလုပ်ရဘူး။ တေရာရာလောက်ကိုပဲလုပ်ရမယ်။မျက်ရင်တော့အများကြီးမျက်မယ်။ရှုံးရင်ကုံသွားမယ်ဆိုတာမျိုးကိုဘသူကဘလောက်ကြောကောင်းကောင်းမလုပ်ရဘူး။မပိုင်တဲ့အလုပ်မကြွမ်းကျင်တဲ့အလုပ်မှာဘာရင်းနှီးမြှုပ်နှံမှုမှမလုပ်ရဘူး။သူများပြောတာကိုမယုံနဲ့။ကိုမျက်စိနဲ့တွေ့ရအောင်တဝက်ပဲယုံ။ငါအိမ်ငါမနေနဲ့။အိမ်ပိုင်ဖြစ်အောင်လုပ်။စူးစားဆိုင်မငါနဲ့။အပိုင်ဖြစ်အောင်စူးစား။ငါရာကြတော့စရိတ်ထောင်းတယ်။စိတ်လဲရှုပ်ရတယ်။ ေးတာကြီးရပဓာနာမဟုတ်ဘူးကိုပိုင်ဖြစ်အောင်စူးစမ်းဖို့ပဲအဲ့ဒီအပေါက်ဟာငွေအထွက်ဆုံးပဲ6မမျော်မှန်းနိုင်တဲ့အနာဂတ်အတွက်ပြင်ဆင်မှုတွေလုပ်ရမယ်မတက်စာပဲရှိရတုံးလုံးစာမရှိဘူးပြောရအောင်ပြင်ဆင်ထားပါခုနှစ်စူးစမ်းမှုကိုဘယ်တော့မှမလျှော့နဲ့အပိရဲ့ဖောက်တဲ့လို့အပိရဲ့ပြိတက်တို့ဆိုတာစိတ်ချရတာမျိုးမဟုတ်ဘူးကိုထက်တော်တဲ့ကောင်းတဲ့သူရှိရင်အဲ့ဒီကိုသွားကြမှာ မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးလိုက်ရပါတယ်ရှင်။